အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာအောင်မလရေးသားတဲ့တိကျရောပေါကွာဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တိကျရောပေါကွာ။ဤကကိုမြမောင်ဤကျုံဝတန်။ជី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 ဆိုသောအတန်ကကိုမြမောင်ဤအန်ကျိတ်တန်။အကယ်၍သာတရခန္ဓာဤအနီးနာတွင်ရှိ냐အံထိုတရခန္ဒီအကြောင်းတည်သွားပြီမြည်တကြည်ကြည်မြည်အောင် ကြေးလိုက်တော့အန်သွားတို့၏အကြားနိုင်ဝယ်အယိုးသားပင်ရှာမရနိုင်တော့သည့်တိုင်မှုံမှုံညံ့ညံ့ကြေးသွားကြပေမည်အဘဲကြောင့်ဆိုသော ကိုမြောင်မောင်စိတ်ဆိုးနေသောကြောင့်ပင်အဘဲကြောင့်ကိုမြောင်မောင်စိတ်ဆိုးနေသည်ဟုမူထီးဆုံနေသောကြောင့်ပင်အဘဲကြောင့်ထီးဆုံနေသည်ဟုမူဤမေကွန်းကို ကိုမြောင်မောင်တိလိုလှသည်ဘယ်သူဘယ်ချိန်ကဘာကြောင့်ဘလို့ဒီထီးကိုစုပ်ပြစ်လိုက်ပါလေဟူသောမေကွန်းကိုမေးရင် တကိုယ်တည်းအန်ကျိတ်ကဟိတ်တိကြရောပေါ့ကွာမြမောင်နဲ့ဟူကျုံဝနေ၏ကိုမြမောင်က နိုင်ငံတော်ကောက်ပဲတိနဲ့ရောင်းဝယ်ရေဘိုးအဖွဲ့ရုံးမှဆေးရည်ကြီးတဦးဖြစ်လေသည်ထီးဟူဒီကလူတို့၏ဥကောင်းထက်တွင် ထားရှိအပ်သောပစ္စည်းတစ်ခုဖြစ်သည် ထိုကြောင့်ထီးသည်မုံမြက်လာသည်ဟု ရှေးမြမဘရင်များခေတ္တာမကလေးတင်ချင်းနှင့်ကဘာတသိ16တင်ချင်းနှင့် ကဘာတသိထိုးထိုးသောကဘာများကပင်ထီးဖြူကိုမင်းတို့၏အထွတ်အမြတ်ဖြစ်ပင် ထားရှိခဲ့သည်ဤကထီးနှင့်ပတ်သက်သောကိုမြမောင်၏အယူအဆလူတို့တွင်တအူးကိုတအူးပထမမြင်လင်မြင်ခြင်းဥကောင်းထက်၌မိုးလျက်ပါလာသောထီးကိုသာပထမဘွေသောဦးကြည်ကြ၏ထို့ကြောင့်ထီးအခြေအနေသည် လူ၏အခြေအနေကိုပြ၏ထီးစုပ်ကလူစုပ်သည်ထီးရိုင်းက လူရိုင်းသည်ထီးအိုကလူအိုသည်ထီးဟောင်းကလူဟောင်းသည်ထီးချာက လူချာသည်ထီးပြဲကလူ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 မွဲသည်ဟု လူတို့ကတွေးကြပေမည်ထီးကလေးတစ်တစ်လွင်လွင်တတ်တတ်ရဲရဲနှင့်စောင်းသွားသူသည် ခေတော်သူမဖြစ်နိုင်အတော်ကလေးဟန်းကြနေသူဖြစ်ပေလိမ့်မည်ဤသို့ဤသို့သော ယူဆချက်ဖြင့်ကိုမြောင်မောင်သည် လွန်ခဲ့သောမိုးဦးကာလကဝဲခဲ့သောထီးကိုများစွာဂယုဆိုင်လာလေသည်ထီးဤခရိုင်ထိတ်တို့တွင်ခေါင်းလေးစီခဲဗက်စလင်းထည့်ခြင်းထီးစည်းကျိုးကိုတည့်ရစွာချုပ်ခြင်းထီးထိတ်တွင်ကြက်ပေါင်စည်းပြားငယ်ထောက်၍သွားကမပိုးရံမမီရန်ကတ်ထားခြင်းထီးရွက်ပေါ်တွင်သေးကွေးလှပသောစလုံးများဖြင့်နမဲရေးထားခြင်းစသဖြင့်ပြုပြင်ထားသော သူဤထီးကို မားမီပြောင်မီဆိုရင်တော့ကြောင့်ယုံတွင် အခြားသူများ၏ထီးနှင့်အတူမထားပဲတီးကြထားလေရှိ၏ထို့သောထို့သောဂယူဆိုင်လှတော့လေကိုမြမောင်၏ထီးကနက်သည်စုပ်ရလေသည် သူနေထရာဘားလမ်းမှပန်းစိုးတန်းရှိယုံတို့နနက်9နာရီ26မိနစ်တိတိတွင် ထွက်ခွာလာသောကိုမြမောင်သည် ရိုးကုမ္ပဏီတိုက်ရှိသို့အရောက်၌မိုးဝါကလေးများကြသဖြင့်ထီးကိုဖွင့်လိုက်သောအခါတွင် တထွားတသားမြထီးဆုံနေသည်ကို တွေ့ရလေ၏ထီးကို အသာယူ၍ဆောင်းက ထီးနှင့်စတိုင်လို့တော့ကိုမြမောင်းသည်တကြွိကြွိမြည်အောင်အံကျိတ်လိုက်၏ရှက်သဖြင့်ပြန်ပိတ်မိကြမှာတော့လေမိုးကတဲလာတော့ကြောင်းမပိတ်နိုင် ထီးပြဲကို နောက်ကြောပန်း၌ထားကဆောင်းသွားသောအခါသူ၏နောက်ရှိ လန်းသွားလန်းလာတို့သည် သူ့အာကြောတက်က ပြုံး၍ပြုံး၍ကြည်သွားကြကုန်၏တဖန် ရှေ့တက်တဲ့သူအပြဲကိုလှဲကဆောင်းပြန်သောအခါမျက်နာတူရှူလာသူတို့ကဆက်ပြီးပြီးနေဘေးနှစ်ဖက်သို့လှဲကြည့်ပြန်သည်တွင်လဲလူကြီးခံရပြန်၏လမ်းပေါ်မှလူများ၏အပြုံးကို ခံရတိုင်းကိုမြမောင်သည်အံသွားများကိုကျိတ်၍သာနေလေသည်တိကြရောပေါကွာထီးဖြဲဖြစ်သူအားလဲကျိန်းဝါလိုက်သည်၏သို့တော်ထီးဖြဲဖြစ်သူမြည်သူ ဖြစ်သည်ကိုတတ်အံ့မသိသည် အိမ်သားတူဦးဦးသာဖြစ်ရမည်။နှမဘေးရောက်ပါလေခေမောင်ညော့လို့ဖြစ်နိုင်သည်။ဒီကောင်လေးသည်ចောင်းစာများကိုကြောပေးကအမြဲလဲနေလေရှိသည်။စာမေးပွဲတိုင်းရှုံးသူဖြစ်သည်။ပြာသည်ညင့်ကထီးကိုကြမြကြရာယူဆောင်ရမှစုတ်ခဲ့ဟန်တူသည်။ခလေးထိန်တော်ဖြူကိုဖြစ်နိုင်သည်။အမေကြီးသည်လဘောတရေနိုင်သည်။မယေပါဦးလေးဦးဆန်ခင်လော။အလုံးမရှိကား ထွက်လေတတ်သည် သူလဲညင်းကအပြင်ထွက်ရမှထီးတော်ကိုဆုပ်ပစ်တော်သူဖြစ်နိုင်သည်၎င်းပြင်တပတ်ခမ်းမှဆရေကြီးကိုသာဆိုင်နှင့်ဇနီးမဆွဲမိတို့သည်လဲရံပန်ရံခါကိုမြမောင်တို့အခန်းသို့လာကထီးငှားလိရှိ၏သူတို့လဲတရက်ခမ်းဖြစ်နိုင်သည်တရက်ခမ်းသည်ထီးဆုပ်သွားပါကကိုမြမောင်ဤယုံမှတ်တထားချစ်မရမခင်ကြီးကိုအကြောင်းကြားပါမူမခင်ကြီးသည် ထိုထီးဆုပ်ကို အချိန်မီချုပ်ပေးနိုင်မည်ယခုတော့ထီးဆုပ်ကြီးနှင့်မဟာအရှက်တော်ကွဲနေလိမ့်မည်မြည်သူပဲဖြစ်ဖြစ်ဤအမှုကို တရခန်ပေါ်အောင် အိမ်တို့ရောက်လေရောက်ချင်းစစ်ဆေးကအေးအေးယူမည်အိမ်သားများဖြစ်ကနှင်ထုတ်မည်တဖက်အိမ်ငန်းကဖြစ်မှုရန်တွေ့မည်ကိုမြမောင်သည် တကြည်ကြည်အန်ကျရင်တတို့တို့ကြုံဝါရင်ရုံးတို့ရောက်ခဲ့၏တနေ့လုံးအလုတ်ဖြောက်အောင်မလုပ်နိုင်ခင် ညနေပိုင်းရုံးစင်းလာတော့အခါတွင်လည်းမိုးရွာပြန်သောကြောင့်ထီးဖွင့်ဆောင်းရရန်သဖြင့်ကိုမြမောင်အဆက်ကွဲခဲ့ပြန်လေသည်တရက်ခန့်ကိုအစိမ့်လိုက်ဝါးစားလိုနေပြီသူနှင့်စိတ်ဆိုးမန်ဆိုးကြီးနှင့်ခုနမောင်းတင်ထားသောကိုမြမောင်သည် အိမ်သို့ပြန်ရောက်ခဲ့၏တိကျရောပေါ့ကွာအိမ်ထဲသို့ဝင်လင်ဝင်ချင်းကျုံးဝါလိုက်သည်၏ကိုကိုပြန်လာပြီလားဒီနေ့နည်းနည်းစောရယ်နော်ထုံးစံတိုင် တနကားဖွေးသားနှင့်ချက်မယမခင်ကြီးကကြိုးစိုးသည်ကိုပင် ကြာကြာမပြုံးနိုင်ပေထီးတော်ဆုံမှုကြီးကို စစ်စေးရန်ပြင်ဆင်၌ပင်တတ်တဲ့ကိုကိုကိုပြောမလို့ညာရီးကြောင့်ထီးဆုပ်သွားတာမချုပ်ရသေးဘူးတနကားဖွေးသားနှင့်ပြုံပြုံကလေးတော်မခင်ကြီးဤဤစကံရက်ကိုကြားတော်ခါ၌မူကျွန်ုပ်တို့ဤဒေါသကုံမာရမင်းသားသည်ဝကွာဆုပ်ဆုပ်ဟုပြောလိုက်လေတည်း နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။